တခြားသူတွေရဲ့မကောင်းတာတွေဆိုးတာတွေကိုလိုက်ပြီးတော့မှ ရှာနေမယ်မြင်အောင်ကြည့်နေမယ်ဆိုရင်တော့ဘဝကလွယ်ကူမှာမဟုတ်ဘူးလှလဲလှပနေမှာမဟုတ်ဘူးဒီတော့ကိုယ့်ရဲ့ဘဝလှပခြင်းနဲ့လွယ်ကူခြင်းနဲ့ဆိုရင်တော့တခြားသူတွေဘဝတွေကနေကောင်းတာတွေကိုရှာပါတခြားလူတွေရဲ့ကောင်းကပ်တွေကိုမြင်အောင်ကြည့်ပါကိုယ့်ရဲ့အခန်းကိုအေးအောင်လို့ လုံနိုင်တယ်။ဒါပေမဲ့နှွေရာသီရောက်မလာအောင်တော့မလုံနိုင်ဘူး။ဆိုလိုတာကဘဝမှာတဘာဝတရားကိုတော့လွန်ဆန်မှု မကြိုးစားပါနဲ့ဆိုရပါမယ်။တဘာဝတရားနဲ့အတူကိုက လိုက်လျောပြီးထွေးစွာ နေနိုင်ရင်ဘဝမှာ အောင်မြင်မှုတွေရလိမ့်မယ်။အခုကိုလုံနေတဲ့အရာအားလုံးကကိုအဆက်အပြောက်ကလေးတွေဘဝထဲမှာချနေတာ အဲ့ဒီအဆက်ပြောက်ကလေးတွေကိုဆက်လိုက်တဲ့အခါမှာ ကိုဘွားရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်သွားတယ်ဒီတော့ဒီချိန်မှာကိုကဘလို့အဆက်ပြောက်ကြီးချာကောင်းတဲ့အဆက်ပြောက်ကြီးလားဆိုးတဲ့အဆက်ပြောက်ကြီးလားစဉ်းစားဖို့လိုပါတယ်တန်ထိတ်တန်ချလိုက်လို့ရှိရင်စလို့ဖြစ်နေတယ်ဆက်တိုက်လို့မယ်ဆိုရင်တော့နေရာတနေရာကို ရောက်သွားလိမ့်မယ်။ဇွဲရှိမယ်ဆိုရင်တော့အဆုံးထိအောင် ဆက်သွားလိမ့်မယ်ဒီလိုတန်ဋိထန်ချမှတ်ပါဆက်တိုက်လုံဆောင်ပါဇွဲရှိပါလူတယောက်ကကိုယ့်ကိုဆွဲချနေတယ်ဆိုရင်သိကြရဲ့အဲ့ဒီလူကကိုယ့်အောက်ကိုရောက်နေလို့လေသူကကိုယ့်အောက်သာရောက်မနေရင်ကိုယ့်ကိုဆွဲချနေစရာအကြောင်းမရှိဘူးမဖြည့်စည်းပေးနိုင်ပဲလေဘသူ့ကိုမှဂတိမပေးပါနဲ့။ဘာကြောင့်လဲဆိုတော့ကို့အထွက်ကဘာမှမဟုတ်ပေမဲ့ ဲ့ဒီဂရီတခုက တခြားသူတယောက်တည်းကကဘာကြီးပဲဒီတော့ဖြည့်စည်းပေးနိုင်မှလားဂရီပေးပါကိုယ့်ရဲ့စိတ်ကိုဖွင့်ထားဖို့လိုတယ်ပြီးရင်ပညာရှိတယောက်လိုလှုပ်ဆောင်နိုင်ဖို့လိုတယ်နောက်ထပ်ထပ်ပြီးတော့မှသိပံပညာရှင်တယောက်လိုတွေးမယ်လဲကြမယ်လေ့လာမယ်ဆိုတာဖြစ်ဖို့လိုနေပြီဒီလိုစိတ်ကိုဖွင့်ထားပါပညာရှိတယောက်လိုလုပ်ဆောင်ပါသိပံပညာရှင်တယောက်လို တွေးပါလေ့လာပါလေ့ကျသွားရင်ပြန်ထောင်းကိုဘွားရဲ့ရည်ရွယ်ချက်တွေကိုဘယ်နေရာမှာလိုက်ရှာနေပါလဲကိုရဲ့ကိုယ်တွင်းမှာပဲရှာဖွေပါအဲ့ဒါကတော့အမှန်ကန်ဆုံးပဲဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆုံးဖြတ်ချက်တာဖြစ်ပါလိမ့်ကျွန်တော်ရဲ့လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းဒီတစ်နေ့ကိုပြည့်ပြည့်စုံစုံနဲ့ဖြတ်တဲ့အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တို့ 不点亮吗？